ဘင်္ဂလားဒေ့ရှ်မှာရှိတ်ခါစီနာထွက်ပြေးသွားတာခုဆို6လကျော်ရှိတော့ပါပြီ။တဘောကတော့မိုဟာမက်ယူနစ်တာဝန်ယူထားတဲ့ယာယီအစိုးရအလုပ်လုပ်နေတာလည်းခုဆို6လရှိသွားပြီဆိုတဲ့အတိတ်ပဲပဲဖြစ်ပါတယ်။ငញ្ញိုင်းနိုဘယ်ဆုရှင်မိုဟာမက်ယူနစ်စပြီးတော့တာဝန်ယူချိန်တုန်းကတော့ကမ္ဘာကောင်းဆောင်အများစုကကောင်းချီးပေးခဲ့ကြသလိုပြည်တွင်းမှာရှိနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအများစုကလည်းသူ့ပုံမှာအများကြီးညှိုလင့်ချက်ထားခဲ့ကြပါတယ်။ဒါ့အပြင်ရှိတ်ခါစီနာရဲ့စကားကိုနားမထောင်ခဲ့ပဲနောက်ပြီးတော့အာနာမသိမ်းခဲ့တဲ့တိုင်းပြည်ရဲ့စစ်တပ်ခေါင်းဆောင် အာဘိုဂျုတ်ဝါကာအိုဇာမန်ကလည်းမမယွန်းနဲ့အဲ့ဒီတုန်းကအလုတ်လုတ်ရတာဟာတိုင်းပြည်အတွက်ကောင်းတာတွေပဲဖြစ်လာဖို့ရည်ရွယ်ထားတယ်မျှော်လင့်ထားတယ်ဆိုပြီးတော့လည်းတရားဝင်ပြောထားခဲ့ပေါ့ဗျာဒီကာလကိုလာတာကာလတော့ရှောက်မှာမမယွန်းဟာစစ်တပ်ကောင်းဆောင်တွေနောက်ပြီးတော့တိုင်းပြည်အတိုက်ခံပါတီတွေနောက်ចောင်းသားပါတီတွေနောက်ထပ်ပေါ်လာတဲ့ပါတီတွေနဲ့လည်းတော့ရှောက်စကားပြောတွေးဆွန်ဆွေးနွေးမှုတွေလုပ်နေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ ဒီကြားထဲမှာပဲဒီမော်မက်ယူနိုပဲအခုဆိုရင်နှုတ်ထွက်တော်မလားတို့ကစစ်တပ်ကပဲတနည်းအားဖြင့်အာနာသိမ်းတော်မလားဆိုတဲ့တည်င်းနေကောလာဟာလာတွေပြန့်နှံ့လာတာလဲတွေ့ရပါတယ်ဆိုတော့နောက်ပြင်ကျွန်တော်တို့ကျွန်တော်ရှေ့မှာဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်လို့ရောနောက်ပြီးတော့အိန္ဒိယနိုင်ငံကြီးနဲ့ပတ်သက်လို့ရောပြောခဲ့တဲ့ဗီဒီယိုတွေထဲမှာကျွန်တော်ပြောခဲ့တဲ့တစ်ခုရှိပါတယ်အဲ့ဒါကဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးဟာကျွန်တော်တို့အနီးကပ်တောက်လျှောက်စောင့်ကြည့်တဲ့နိုင်ငံကြီးဖြစ်စဉ်လို့ကျွန်တော်ကပြောခဲ့ပူပါတယ်ဘာလို့လဲဆိုရင်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံကြီးတိုးတက်ပြောင်းလဲ ဒီဖြစ်စဉ်တွေဟာမြန်မာနိုင်ငံရေးနဲ့တနည်းအားဖြင့်မြန်မာတော်လှန်ရေးအစိတ်အပိုင်းတချို့နဲ့လည်းတွားပြီးတော့ပတ်သက်ဆက်နွယ်နေတာကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တော့ဒီဘင်္ဂလားဒေ့ရှ်ယာယီဆိုယာဒီမိုဟာမက်ယူနွတ်နဲ့ဒီစစ်တပ်ကောင်းဆောင်ဝါကာဦးဇာမန်တို့ကြားကအကြက်တဲ့အခက်အခဲတွေနောက်တစ်ခုကနိုင်ငံရေးပါတီတွေရဲ့တောင်းဆိုချက်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အနာဂတ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံရေးဖြစ်ဖို့တိုးတက်မှုသေးစိတ်အကြောင်းအရာလေ့လာကြည့်အောင် လက်ရှိဘင်္ဂလားဒေ့ရှ်ယာယီအစိုးရစစ်တပ်နဲ့နိုင်ငံရေးပါတီတွေကြားကပြဿနာတွေကိုပြောမယ်ဆိုရင်အချက်၃ချက်အဓိကအချက်၃ချက်ရှိတယ်လို့တွေ့ရပါတယ်။ပထမတစ်ချက်ကတော့ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားမှာဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကော်ရီဒါတိဆောက်ရေးအချက်တဲဒါနံပါတ်၁ပါ။နံပါတ်၂ကတော့ဒီစစ်တပ်ကရဲအလုပ်လုပ်နေရတယ်ဆိုတဲ့ပြဿနာဖြစ်ပါတယ်။နံပါတ်၃အချက်ကတော့ရုပ်ောက်ပွဲအမြန်ကျင်းပနိုင်ရေးကိစ္စပါပဲ။ဆိုတော့ကျွန်တော်တို့ဒီနံပါတ်၁နံပါတ်၂နံပါတ်၃ဒီ၃ချက်စလုံးကိုအသေးစိတ် လေ့လာကြည့်အောင်ပါပထမဆုံးတစ်ချက်ကတော့ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားမှာစစ်တကောင်းကနေအခိုင်နဲ့ကြားမှာပေါ့နော်အဲ့ဒီကြားမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကော်ရီဒါထူးသဖြင့်တော့စစ်မဖြစ်ရဆိုတိဆောက်ရေးအချက်အတဲကိစ္စပါပဲဆိုဒီကိစ္စကိုကျွန်တော်တို့ဘယ်တော့မှဖြစ်လာတယ်လဲဘယ်သူကစခဲ့တာလဲဘယ်ကနေပြီးတော့ဒီကိစ္စမိခုကြွချောက်ဖြစ်လာတယ်လဲအခုနောက်ဆုံးအခြေအနေကဘာတွေလဲဆိုကျွန်တော်တို့ကြည့်အောင်ပါခုကျွန်တော်တို့ပြောမယ့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကော်ရီဒါတနည်းအားဖြင့်ဘယ်ဘက်ကမှမပိုင်ဆိုင်တဲ့ဒီစစ်မဖြစ်ရဆုံး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကော်ရီဒါဖြစ်မြောက်ဖို့အတွက်အစီအစဉ်ကဒီပြီးခဲ့တဲ့မက်ရှလာတို့ကအန်တိုနီယိုဂူတာရစ်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘင်္ဂလားဒေ့ရှ်ဒီဒါကာကိုမက်ရှလာတို့ကရောက်ခဲ့တော့ကသူစပြောခဲ့တဲ့အစီအစဉ်မှာဆိုတော့ဘာလို့လဲဆိုတော့သူအဲ့တုန်းကပြောခဲ့တာကတော့ဒီအော်ရကတ်တော်နဲ့စက်ကောင်စီကြားမှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင်းလမ်းမဆက်တော်ကြီးလုံးဝပြတ်တောက်သွားပြီးတော့အဲ့ဒီနေရာမှာအထူးသဖြင့်တော့ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့လူတူရဲ့စားဝတ်နေရေးခက်ခဲကြက်တဲလာပြီးတော့တိတ်မကြခင်ကာလမှာအငတ်ပေးဆက်ရောက်လာနိုင်တယ်ဆိုတော့ ဒီ UN ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်ပေါ်မှာအခြေခံပါတယ်ဆိုတော့ဒီဒါကြောင့်မလို့အဲ့ဒီပြည်နယ်မှာရှိတဲ့လူတွေကိုဒီဘက်ကကျွန်တော်တို့အာရန်ကုန်တို့မန္တလေးတို့စသဖြင့်ပေါ့နော်ဒီမကွေးတို့ဘက်ကနေပြီးတော့ကုံသွဲရေးရလုံးဝမဖြစ်နိုင်တော့ဘူးဒါကြောင့်မလို့ဒီကုညီကေဆေးကြီးသွားဖို့လည်းမဖြစ်နိုင်တော့ဘူးဂလန်းတွေအကုန်ပိတ်ထားခံရတယ်နောက်တော့အထဲမှာလည်းပိတ်ထားတယ်ပေါ့နော်ဒါကြောင့်မလို့သူဒီဘင်္ဂလားဒေ့ရှ်ဘက်ကနေပတ်ပြီးတော့အဲ့ဒီကနေလူသားချင်းစာနာဟောက်တောက်မှုအကူအညီတွေပေးနိုင်မှုစ조사တာပဲဖြစ်ပါတယ်ဒါပထမအဆီဇင်မှာဆိုတော့ဒီအဆီဇင်ကလည်း ပြီးခဲ့တဲ့နှစ်2024တုန်းက2024နိုဝင်ဘာလတုန်းက UNDP ပေါ့နော်ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်ကထုတ်တဲ့ဒီစစ်တမ်းတစ်ခုပေါ်မှာအခြေခံပါလားကျွန်တော်တက်ကဘာပြောလဲဆိုတော့တိတ်မကြခင်ပေါ့နော်အဲ့ဒီမှာရခိုင်ပြည်နယ်မှာအငတ်ဘေးစိုက်ရောက်လာနိုင်တယ်ဆိုပြီးပြောထားတာပေါ့ကျွန်တော်ဒီအစီအစဉ်ပေါ်မှာအခြေခံပြီးတော့ပဲ Gutierrez ကဒီလူသားရေးစံတော်တောင်မှုဆိုင်ရာကော်ရက်တာဖြစ်မြောက်လာရေးအစီအစဉ်ကိုစပြောတာပါရခိုင်မှာကြံနေခဲ့ရတဲ့သူတွေတနည်းအားဖြင့်ဒီမှာပြောရရင်ထွက်မပြေးနိုင်ပဲကြံနေခဲ့ရတဲ့သူတွေဟာ အသက်ရှင်ရတဲ့ယူကိုအတွက်တော်တော်ကိုခက်ခက်ခဲရုန်းကန်နေကြရပါတယ်။ဆိုတော့ဒီကြားထဲမှာကိုပြီးခဲ့တဲ့တပတ်ကဒါအာရခတ်တတော်ကဗကံပြင်းတဲ့ကနေပြီးတော့မထွက်ခွာကြဘူး။နောက်ပြီးတော့စစ်မှုထမ်းဖို့ကိစ္စကိုတရားဝင်စပြောလာတာကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ပြောရရင်တော့ဒီကြားထဲမှာပဲစက်ကောင်စီကလည်းတောက်လျှောက်ဘုံကျဲတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်နေတာတွေ့ရတယ်ပေါ့နော်။အထူးသဖြင့်ဒီအရက်သားတွေရှိနေနေရကိုအဓိကထားဘုံကျဲတိုက်ခိုက်နေတာလည်းကျွန်တော်တို့တွေ့ရပါတယ်။ဆိုတော့ဗကံပြည်သူတွေကဒီကြားထဲမှာဒါတောင်ပြေးမရမြောက်ပြေးမရအပြင်ကိုလည်းမထွက်နိုင် နောက်ပြီးတော့စီးပွားရေးလုပ်ဖို့လည်းအင်မတန်ခက်ခဲနေတဲ့အခြေအနေပေါ့နော်အခုကျွန်တော်ပြောနေတဲ့ဒီဗီဒီယိုပေါ့နော်ဒီအကြောင်းအရာတွေကိုနောက်တစ်ခုကဒီရခိုင်ပြည်နယ်ပတ်သက်တဲ့အကြောင်းအရာတွေကိုရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့သူတွေကမကြားနိုင်ကြပါဘူးဆိုတော့ဒီရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးလို့ပြောလို့ရှိရင်အထူးသဖြင့်တော့ရခိုင်ပြည်နယ်ပြည်ပြင်ပမှာရှိနေတဲ့သူတွေအများစုပဲဆွေးနွေးပြောနိုင်ကြတာမျိုးဖြစ်ပါတယ်ဘာလို့လဲဆိုရခိုင်ပြည်နယ်မှာအာအာအင်တာနက်သုံးဖို့ကအင်မတန်ခက်ခဲပါတယ်ဆိုတော့အောက်ခြေလူတို့ဒီလူတို့အများစုကတော့ တို့အသက်ရှင်ရက်ဒီပြောရရင်ဟိုမငတ်ရုံတမဲလှူစားနေကြတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ UNDP ရဲ့ဒါထုတ်ပြန်ချက်အရာရောနောက်ပြီးတော့တကယ့်လက်တွေ့အမြင်ပြမှာဖြစ်နေတာအရာရောတိတ်မကြခင်ကာလမှာအနည်းနဲ့အမြန်ပေါ့နော်ရခိုင်ပြည်နယ်မှာဒီဒီအခြေအနေတိုင်းသာဆက်သွားမယ်ဆိုလို့ရှိရင်အငတ်ဘေးကအနည်းနဲ့အမြန်ဆိုသလိုရောက်လာမှာဖြစ်ပါတယ်ဒီအချက်လက်တွေကြောင့်ပဲရခိုင်ပြည်နယ်မှာအငတ်ဘေးဖြစ်လာနိုင်တယ်ဆိုတဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့ပဲ လူသားချင်းစာနာထောက်မှုဆိုင်ရာအကူအညီပေးနိုင်မှုကော်ရီဒါတစ်ခုတိစောက်ဖို့ဒါ UN ဘက်ကနေစပြောလာတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဘင်္ဂလားဒေ့ရှ်ကတရားကိုမူအားဖြင့်အခြေခံအားဖြင့်သဘောတူခဲ့ပါတယ်ဒါပေမဲ့သူကသူ့ဘက်ကတောင်းဆိုချက်တွေတော့ရှိတာပေါ့နော်ဘယ်ကိစ္စကိုတော့လိုက်လျော်မယ်ဘယ်ကိစ္စကိုတော့မလိုက်လျော်ဆိုပြီးတော့တောင်းဆိုချက်တွေတော့ရှိတယ်အဲ့တောင်းဆိုချက်တွေအတိုင်းသာအဆင်ပြေမယ်ဆိုလို့ရှိရင်ဒီကိစ္စကိုဘင်္ဂလားဒေ့ရှ်နေနဲ့မူအားဖြင့်လက်ခံမယ်ဆိုပြီးတော့ပြောထားတာပေါ့နော်ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်အစိုးရဒီယာယီအစိုးရဘက်ကရောကုလသမဂ္ဂဘက်ကဒီကိစ္စကိုတရားဝင်အသေးစိတ်ထုတ်ပြန်တာ အခုချိန်ထိမတွေ့ရသေးဘူးဒါပေမဲ့ဒီဘင်္ဂလားဒေ့ရှ်ကဒီဒီကော်ရီဒါနဲ့ပတ်သက်ပြီးတော့ဟိုသူတို့သဘောတူတယ်ဆိုတဲ့နေရာမှာလဲသူတို့ယာယီအစိုးရတဲကဝင်ကြီးတွေအကြံပေးတွေပေါ့နော်သူတို့ဝင်ကြီးတို့တော့မတော့အကြံပေးတွေအပြန်အလှန်ပြောဆိုမှုတွေမီဒီယာမှာပြောဆိုမှုတွေကတခုနဲ့တခုမတူကြပါဘူးဆိုတော့တယောက်ကဟုတ်တယ်ပြောလိုက်တယောက်ကမဟုတ်ဘူးပြောလိုက်နေပေါ့ဒီဟာကိုကျွန်တော်တို့နာမည်နဲ့တချို့သူတို့ပြောဆိုချက်တချို့ကိုကျွန်တော်တို့ကြည့်အောင်ပါဆိုတော့ဒီမှာဘင်္ဂလားဒေ့ရှ်ကလက်ခံခဲ့တယ်ဆိုပေမဲ့အစောပိုင်းမှာ ဒီခုတစ်မျိုးတို့ကြတဲ့မျိုးဒီယာယီရှိုးရတယ်မှာတယောက်တစ်မျိုးပြောနေကြတာကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါကဒီမိုဟာမက်ယူနိုရဲ့အကြီးတန်းအကြံပေးပေါ့နော်။သူ့နာမည်ကခါလီလာရာမန်ပါ။ဆိုတော့သူက AB လအစောပိုင်းမှာဒီယူဆကိုသူပထမဆုံးစပြောတာပေါ့နော်။ဒီအန်တိုနီယိုဂူတာရစ်ပြောပြီးတော့သူစပြောတယ်။ဒီအန်တိုနီယိုဂူတာရစ်ရဲ့ပြောဆိုချက်အကြံပြုချက်အစီအစဉ်ကိုသူတို့သဘောတူတယ်။ပြီးတော့ဒီကိစ္စကိုပဲအရခတ်တတော်နဲ့လဲပြောဆိုဆွေးနွေးမှုတွေရှိတယ်။ပနာမပြောဆိုဆွေးနွေးမှုတွေရှိတယ်ဆိုပြီးသူထုတ်ပြောပါတယ်။နောက်တစ်ခုကကြတော့ အာရခတ်တော်အပြင်ဒီမြန်မာစစ်ကောင်စီနဲ့လည်းဒီကိစ္စကိုပနာမပြောဆိုဆွေးနွေးမှုတွေရှိတယ်ဆိုပြီးတော့သူကဒီမီဒီယာကိုထုတ်ပြောခဲ့ဖို့ပါတယ်ဆိုခါလီဒါရမန်ကပြောပြီးတော့တိတ်မကြောက်ဘူးနဲ့အဲ့တလတည်းမှာခါလီဒါရမန်ပြောတာကအေပီလ၈ရက်နေ့ကပြောတာပေါ့နော်အေပီလ28ရက်နေ့မှာနောက်တစ်ယောက်ဒါကယာယီအစိုးရနိုင်ငံသားရေးအကြံပေးသူကတော့တူဟက်ဟိုစိန်ပေါ့နော်သူကဘာပြောလဲဆိုတော့ဒီကိစ္စကိုဘင်္ဂလားဒေ့ရှ်အနေနဲ့လက်ခံကြောင်းထောက်ခံကြောင်းဒီအန်တိုနီယိုဂူတာရစ်ရဲ့ကော်ရီဒါ အာတိဆောက်ရေးကိစ္စကိုပေါ့နော်လက်ခံကြအောင်ဆိုပြီးတော့ထပ်ပြောပါတယ်။ဒါပေမဲ့နှစ်ယောက်ပြောလာပြီပေါ့နော်ဒီမှာနောက်ပြီးတော့တိတ်မကြအောင်နောက်ထပ်နှစ်ရက်အကြာ AP လ29ရက်နေမှာဒီ unit ရဲ့ပြောရေးဆိုခွင့်ရှိသူ press secretary ပေါ့နော်ဆိုတော့သူကဘာထပ်ပြောလဲဆိုတော့တူဟက်တူစိန်ပြောတဲ့သဘောတူညီတယ်ဒီ corridor တိဆောက်ရေးသဘောတူညီတယ်ဆိုတဲ့ကိစ္စဟာဒီဘင်္ဂလားဒေ့ unit ဆိုရအနေနဲ့ဒီသုံးပြချက်ချထားတာမဟုတ်ပါဘူးဆိုပြီးတော့ထပ်ပြောတယ်။သဘောကတော့ဒါအကြီးတန်းအကြံပေးကဟုတ်တယ်လို့ပြောတယ်ပြီးတော့နိုင်ငံခြားရေးအကြံပေးကလည်းဟုတ်တယ်လို့ပြောတယ် အဲ့ဒါကိုမိုဟာမက်ယူနိုရဲ့ဒီ press secretary ပေါ့နော်ပြောရေးဆိုခွင့်ရှိတဲ့သူကမဟုတ်ဘူးဆိုပြီးတော့ထိုက်ခြင်းတယ်သူတိတ်အဲ့လိုပြောပြီးတော့တိတ်မကြောက်တော့တခါအဲ့ဒီ press secretary ဒီပြောရေးဆိုခွင့်ရှိသူကဘာထပ်ပြောသေးလဲဆိုတော့ဟိုတကယ်လို့ဒါဒီကိစ္စကို UN အနေနဲ့အဲအကောင့်ထဲပုံမှန်ဆိုလို့ရှိရင်ဥဆောင်ပြီးတော့အကောင့်ထဲပုံမှန်ဆိုလို့ရှိရင်ဒီဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအနေနဲ့တွေးတင်တွေးထိုက်တဲ့သူတွေနဲ့တွေ့ပြီးတော့ဒီကိစ္စပေါ်မှာဆုံးဖြတ်ချက်ချမယ်ဆိုပြီးတော့ထပ်ပြောပါတယ်ဆိုတော့ဒါကဘာကိုပြနေတယ်လဲဆိုတော့ ယာယီအစိုးရအဖွဲ့တဲမှာသဘောမတူတဲ့လူတွေသဘောမတူတဲ့ပါတီတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီအထက်မှာဒီရခိုင်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကော်ရီဒါဖြစ်ပေါ်လာရေးကိစ္စနဲ့ပတ်သက် ပြီးတော့အဓိကကြကြလုံးလုံးအပြင်းအထန်ဆန့်ကျင်တဲ့ပုံကူကဒီစစ်တပ်ခေါင်းဆောင်ဒီဗိုလ်ချုပ်ဝါကာဥဇာမန်ပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ခေါင်းဆောင်ဒီဗိုလ်ချုပ်ဝါကာဥဇာမန်ပြောတဲ့သူစိုးရိမ်နေတဲ့အချက်ကတော့ ဒီဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ပြည်နယ်နဲ့ဒီဂျာမာတကယ်လို့ကော်ရိုဒါတိဆောက်ဖြစ်ခဲ့လို့ရှိရင်ဒီကိစ္စကအချုပ်ချာအာဏာအတွက်သူအင်မတန်စိုးရိမ်နေဆိုပြီးတော့စပြောတာပေါ့နော်ဆိုပြီးတော့သူကပြီးခဲ့တဲ့ရက်ကသတင်းစာရှင်းလင်းပွဲတစ်ခုမှာဒီကိစ္စကိုအတန်မာမာနဲ့ဒီလိုမျိုးပြောပါတယ်ကော်ရိုဒါဆိုတာရှိလာမှာမဟုတ်ဘူးဘင်္ဂလားဒေ့ရှ်ရဲ့နယ်မြေအချုပ်ချာဆိုတာကိုဆွေးနွေးညှိနှိုင်းစရာမဟုတ်ဘူးဆိုပြီးတော့သူကပြောတာပါပြီးတော့တကယ်လို့ဒီနယ်မြေသာပေါ်လာခဲ့ရင်ဘင်္ဂလားဒေ့ရှ်က proxy စစ်ပွဲတွေကိုရောက်သွားနိုင်တယ်ဆိုပြီးတော့ဗိုလ်ချုပ်ဝါကာဦးဇာမန်က ပြောခဲ့ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီမှာတတိချက်ဆရာကအခုဒီကော်ရတာတီဆောက်ရေးနဲ့ပတ်သက်ပြီးတော့သဘောမတူတာကစစ်တပ်ရဲ့အကြီးဆုံးခေါင်းဆောင်ပေါ့နော်ဒေါ်ဘိုဂျုတ်ဝါကတ်ဟူဇာမန်ဆိုတော့ကျွန်တော်တို့တတိချက်အောင်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့အဲလာတွေတုန်းကသတင်းတွေအများကြီးထွက်ခဲ့တာဟုတ်ဒါဘင်္ဂလားဒေ့ရှ်စစ်တပ်ကပဲအဲဒီနေရာမှာပါးတွေစောက်နေပြီးဘယ်ဘယ်ဘာလို့ဒါ exercise တွေလုပ်နေပြီးအဲ training တွေပေးနေပြီးဆိုတာမျိုးကျွန်တော်တို့သတင်းတွေအများကြီးရှိခဲ့တာပါဆိုတော့ဒီမှာကျွန်တော်တို့တကယ်တကယ်မြင်ရတာကကြတော့ မိုဟာမက်ယူနတ်တို့ယာယီအစိုးရကအန်တိုနီယိုဂူတာရက်စ်တို့ရဲ့အိုင်ဒီယာအန်တိုနီယိုဂူတာရက်စ်တို့ရဲ့ဒီကော်တာတီဆောက်ရေးကိုသဘောတူတယ်ဒါပေမဲ့စစ်တပ်ကတော့ဒီကိစ္စကိုလုံလုံဆန့်ကျင်နေတယ်ဆိုတော့ကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကြတော့သူကဒီမှာသူပြောတဲ့စကားကတော်တော်ပြင်းထန်တယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့ဒီလိုကိစ္စမျိုးကယာယီအစိုးရလိုမျိုးဒီခန့်အပ်ထားတဲ့အစိုးရတစ်ခုအနေနဲ့ဆုံးဖြတ်ချက်ချလို့မရဘူးဆိုပြီးပြောတာဆိုတော့ ဒီလိုမျိုးတိုင်းဒီနိုင်ငံရေးမူဝါဒနဲ့ပတ်သက်တဲ့ကိစ္စမျိုးနောက်ပြီးတော့ဒီအချုပ်ချာအနာနဲ့ပတ်သက်တဲ့ကိစ္စမျိုးကလူထုကလည်းရွေးကောက်ပွဲနဲ့နိုင်ငံရေးအရာတရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရတရက်ကပဲဆုံးဖြတ်လို့ရမယ်ဆိုပြီးတော့ပြောခဲ့တာပါဆိုတော့ဒါကဘာကိုပြနေတယ်လဲဆိုတော့သူကမိုဟာမက်ယူနိုတိုကတကယ်တကယ်တော့သူကရွေးကောက်ပွဲနဲ့တက်လာတာမဟုတ်ဘဲနဲ့ခန့်အပ်နေနဲ့တက်လာတာပေါ့နော်ဆိုတော့သူတို့ကဒီလိုကိစ္စမျိုးကိုဆုံးဖြတ်တယ်ဆိုလို့ရှိရင်ဒါတရားမဝင်ဘူးလို့သူကပြောချင်တာလို့ကျွန်တော်ကတော့သဘောပေါက်ပါတယ် ဆိုတော့ကျွန်တော်တို့ဒီမှာမြင်ရတာနောက်တစ်ချက်ကမိုဟာမက်ယူနစ်2ကကုလသမဂ္ဂနဲ့တဖက်ကုလသမဂ္ဂရဲ့ idea ကိုသဘောတူတယ်ပဲတဖက်ဖြစ်နေပြီးတော့ဒါစစ်တပ်ခေါင်းဆောင်ဝါကာဦးဇာမန်ကတဖက်ဖြစ်နေတာကိုမြင်ရတာပေါ့။ဆိုတော့ဒီကြားထဲမှာပဲတိတ်မကြခင်မှာဒီစစ်တပ်ခေါင်းဆောင်မှာဝါကာဦးဇာမန်ကတရုတ်ကိုခရီးသွားဖို့ရှိတယ်လို့လည်းသတင်းတွေထွက်လာတာကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့အခုချိန်ထိတော့ဒါကိုပင်လာတိစစ်တပ်ဘက်ကနေပြီးတော့တရုတ်ဝင်အတီးပြုတ်ထားတာမျိုးတော့ကျွန်တော်တို့မတွေ့ရသေးပါဘူး။ဆိုတော့ဒါကဒါပင်လာတိစစ်တပ်ခေါင်းဆောင်က ဒီမိုဟာမက်ယွန်နိုတိုကိုအဓိကစန့်ကျင်ရတဲ့အကြောင်းရင်းတွေကတစ်ချက်ပါဆိုဒီမှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့စစ်တကောင်ဒီဘင်္ဂလားဒေ့ရှ်ကစစ်တကောင်မျိုးရဲ့စိတ်ကမ်းအဲ့ဒီစိတ်ကမ်းမျိုးမှာအီလွန်မတ်စ်ကသူ့ရဲ့ Starlink ဒီအဲဒီ internet service ပေးမယ်ပေါ့နော်ဆိုတော့ဒါကိုမိုဟာမက်ယွန်နိုတိုကသဘောတူပါတယ်ဒီမှာလည်းတစ်ခါစစ်တပ်ကတခြားသူသဖြင့်တော့ American ကအမေရိကန်ရဲ့ဒီ Elon Musk company ကနေပြီးတော့ဒီလိုမျိုး internet service ပေးတာဟာတနည်းအားဖြင့်လုံခြုံရေးအဖြစ်ချင်းချောင်မှုရှိလာနိုင်တယ်ဆိုပြီးတော့စစ်တပ်ကဘင်္ဂလားဒေ့ရှ်စစ်တပ်ကဒီလိုမျိုးမြင်ပါတယ်ဆိုတော့ဒီလိုမျိုးကိစ္စကလည်းဒါမွဟမ်မက်ယူနစ်တို့အစိုးရအနေနဲ့မဆုံးဖြတ်တင်မှုဒီယူကော့ပွဲနဲ့တက်လာတဲ့အစိုးရကသာဆုံးဖြတ်တင်တယ်ဆိုပြီးတော့စစ်တပ်ကမြင်နေတာပဲဖြစ်ပါတယ်ဒီပြဿနာကဒီစစ်တပ်ခေါင်းဆောင်တဲ့မွဟမ်မက်ယူနစ်တို့ကြားမှာတော်တော်ကြီးတဲ့ပြဿနာအဖြစ်အခုလောလောဆယ်ပြဿနာတက်နေပါတယ်ဆိုတော့ဒီလိုမျိုးပြောဆိုချက်တွေကဝါကာဦးဆောင်မယ့်ဒီမွဟမ်မက်ယူနစ်ဝါကြီးအစိုးရပေါ်မှာပြောဆိုချက်တွေက ပြီးခဲ့တဲ့ဘက်ကမှထွက်လာတာပါ။ဆိုတော့ဒီမတိုင်ခင်တုန်းကဘင်္ဂလားဒေ့ရှ်သတင်းစာတွေကသတင်းတက်တဲ့ထွက်တဲ့ကိစ္စကိုရေးခဲ့ကြတဲ့ကိစ္စတခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့မိုဟာမက်ယူနိုကဒီစတက်ကောင်းဆောင်ဝါကာဦးဇာမန်ကိုရာထူးကနေဖယ်ရှားပစ်ချင်နေတယ်ဆိုတဲ့သတင်းတက်တဲ့တခုထွက်ခဲ့ပြုလို့ရှိပါတယ်။ဆိုတော့အဲ့ဒါပြီးတော့မှအခုဒါဝါကာဦးဇာမန်ဘက်ကနေပြီးတော့မိုဟာမက်ယူနိုပေါ်မှာအပြင်းအထန်ဝင်ပါမှုတွေရှိလာတာပါ။ဆိုတော့ကျွန်တော်တို့သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုပြန်ကြည့်လိုက်မယ်ဆိုရင်ရှိခါစင်နာထွက်ပြေးသွားပြီးတဲ့နောက်ပိုင်းမှာမိုဟာမက်ယူနို ကိုခန့်တယ်ပေါ့နော်ပြီးတော့ဒီကိစ္စကိုတာဝန်ယူတယ်သူတို့ကစစ်တပ်ကပဲအဲ့ဒီကိစ္စတွေကိုအခုဒီဝါကာဦးဇာမန်ကပဲစစ်တပ်ကကြီးညာခဲ့တာပါဆိုတော့အဲ့တုန်းကဝါကာဦးဇာမန်ကဘာတွေပြောတယ်လဲဆိုတော့မဟာမိတ်ဘောမိတ်ယူနွတ်နဲ့တာအလုပ်လုပ်မယ်ဆိုလို့ရှိရင်အကုန်လုံးကောင်းလာနိုင်တယ်ပေါ့နော်ပြီးတော့မျောလင့်ချက်တွေအများကြီးရှိတယ်သူနဲ့လုတာပါဟိုဟိုမှားစရာရှိတယ်လဲဆိုတာမျိုးတွေတောင်အများကြီးပြောခဲ့တာပါသူတို့ကတော့ရှိခါစီနာတော့ကိုမထောက်ခံပဲနဲ့သူဒီမိုဟာမက်ယူနွတ်ကိုထောက်ခံပြီးတော့ဒီတိုင်းပြည်အတွက်အများကြီးလုပ်လို့မယ်ဆိုတာမျိုးတွေပြောခဲ့တာပေါ့နော်ဆိုတော့ သူ့ပြောဆိုမှုပေါ်မှာလည်းဒီဘင်္ဂလားဒေ့ရှ်ပြည်သူတွေတော်တော်များများကထောက်ခံခဲ့ကြပါတယ်ဆိုတော့သူတို့နှစ်ယောက်အတူပူးရဲလောက်တာပေါ့အများကြီးမျှော်လင့်ချက်ရှိခဲ့ကြတာပေါ့ဆိုတော့သူတို့နှစ်ယောက်အင်မတန်အဆင်ပြေတယ်ဆိုပြီးတော့မီဒီယာတွေကလည်းရေးသားခဲ့ကြတာပေါ့ဆိုတော့အခုသူတို့နှစ်ယောက်ကြားမှာတော်တော်ပြဿနာဖြစ်နေပြီဆိုတော့ကျွန်တော်တို့ဟိုမြင်ရတာပေါ့နော်ပြီးတော့ဒီမှာနောက်တစ်ခုရှိသေးတာကဒီဝါကာဦးဇာမန်ကဇာမန်ရဲ့အကြောင်းပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်မီဒီယာတွေကဘာတွေရေးလာကြတယ်လဲဆိုတော့ဝါကာဦးဇာမန်ဆိုတာဘယ်သူလဲဆိုပြီးတော့ခေါင်းစဉ်အကြီးအကျယ်ကျွန်တော်တို့ရေးလာကြတွေ့ရပါတယ်ဆိုတော့ဒီလိုဒီလိုမျိုး သတင်းစာတွေကလူတယောက်ကို highlight လုပ်ပြီးတော့ဒီလူဟာဘယ်သူလဲဒီလူအကြောင်းကဘယ်လောက်သိရတယ်ဆိုတာမျိုးရေးလာတယ်ဆိုတော့အတိတ်ပဲကဒီလူဟာဟိုတိတ်မကြခင်မှာတခုခုဖြစ်လာနိုင်တယ်ဆိုတော့အဲပုံစံမျိုးနဲ့ရေးကြတာမျိုးဖြစ်ပါတယ်ဆိုတော့သဘောကတော့တချို့ကဒီမှာဘယ်လိုမျိုးဟိုဟိုတုံ့တက်ချက်တွေရှိတယ်ဆိုတော့အာနာသိမ့်လာနိုင်သလားပေါ့နော်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအာနာသိမ့်နိုင်သလားဆိုပြီးတော့ဟိုစဉ်းစားချက်တွေတုံ့တက်ချက်တွေမျိုးလည်းရှိပါတယ်ဆိုတော့အတိတ်ကြတော့ဘယ်မှာပြောလို့မရနိုင်ဘူးပေါ့ဒါပေမဲ့အခုချိန်ကြီးကတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအတန်မမာနဲ့တော့ပြောတယ်အာနာသိမ့်လောက်တဲ့အထိတော့ဖြစ်နိုင်မဖြစ်နိုင်ဆိုတော့ပြောဖို့ခက် ခက်နေသေးတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုဒီမှာကျွန်တော်တို့ထည့်သွင်းစဉ်းစားကြတစ်ချက်ကဒီ workout ဇာမန်ကတနည်းအားဖြင့်ရှိတ်ခါစီနာနဲ့အင်မတန်ရင်းနှီးခဲ့တယ်ဆိုတော့ workout ဇာမန်အကြောင်းကိုကျွန်တော်ရှေ့မှာရှိတ်ခါစီနာထွက်ပြေးတော်တော့ကပြောတဲ့ဒီရှင်းပြခဲ့တဲ့ဗီဒီယိုမှာလည်းကျွန်တော်နည်းနည်းထည့်ပြောခဲ့မှုပါတယ်အဲ့ဒါကရှိတ်ခါစီနာနဲ့အမျိုးတော်တယ်ဆိုတဲ့အကြောင်းပါအထူးသဖြင့်တော့မိမဘက်ကဒီ workout ဇာမန်ရဲ့မိမကရှိတ်ခါစီနာဘက်ကအမျိုးဆိုတာမျိုးပေါ့နော်ဆိုတော့နောက်တစ်ခုကဒီမှာကျွန်တော်တို့သတင်းစာတွေကဘင်္ဂလားဒေ့သတင်းစာတွေကရေးကြတော့ကျွန်တော်တို့အတိအကျတော့မသိရပါဘူးဒါဘင်္ဂလားဒေ့သတင်းစာတွေကလည်းယူဆပြီးတော့ ရေးကြတဲ့ပုံစံပါအဲ့ဒါကဘာလဲဆိုတော့ဒီရှိတ်ခါစီနာထွက်ပြေးတော့သူကစစ်တပ်လေရင်နဲ့ဟယ်လီကော်ပတာနဲ့ထွက်ပြေးတာဘူးတနည်းအားဖြင့်ပြောရရင်အဲ့လိုထွက်ပြေးနိုင်မှုအတွက်ဒီဝါကာဦးဇာမန်ကပဲကူညီပေးလိုက်တယ်ဆိုပြီးတော့ယူဆပြီးတော့ရေးကြတာပါဒါမဲ့ဒီနောက်ဆုံးအချိန်တွေအထိကျွန်တော်တို့မြင်ရတာကဝါကာဦးဇာမန်ကရှိတ်ခါစီနာနဲ့အတူတူမဟုတ်ဘူးအခုအချိန်ထိမိုဟာမက်ယူနစ်နဲ့ရှိနေသေးတယ်ကူညီနေတယ်ဒီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ဆက်လုပ်နေတယ်ဆိုတော့ကျွန်တော်တို့မြင်ရတာပါနော်ဆိုတော့ပြီးတော့မှဒီမှာကျွန်တော်တို့တခုရှိသေးတာကဒီဘင်္ဂါလီစစ်တပ်ကောင်းဆောင်ဝါကာဦးဇာမန်က တာမင်ညောင်ရတော့မဟုတ်ဘူးလို့ကျွန်တော်တို့ပြောရမှာပေါ့သူကဘာလို့လဲဆိုတော့ဒီအင်္ဂလန်လန်ဒန်ညို Kings College Kings College ဆိုတာပညာရေးလောကမှာတော့သူကအစင်လာရှိတဲ့ကျောင်းတစ်ကျောင်းမှာအဲ့ဒီကျောင်းကနေသူက Defense Study ဘာသာရပ်မှာသူက Master of Arts ပေါ့နော်မဟာဝိဇ္ဇာပွဲနဲ့သူကရထားတာပါအဲ့ဒီအဲ့ဒီ Kings College ကကျတော့ပြီးတော့မှသူကအာဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အကြီးအကဲဖြစ်လာတော့ဆိုတော့ဒီမှာဒီ Workout ဆောင်မန်ကဘာတွေစပြောလာပြီလဲဆိုတော့သူက ဒီချိတ်ကာစင်နာထွက်ပြေးပြီးကြတဲ့ကအဲ့တုန်းကဆန္ဒပြမှုတွေဖြစ်တော့ဒီအစိုးရဝန်ထမ်းတွေလည်းပါတယ်နောက်တစ်ခုကရဲတွေပါဝင်ပြီးတော့ဆန္ဒပြခဲ့တာအစိုးရကကျွန်တော်အဲ့ဒီတုန်းကရဲတွေကဒီလုံခြုံရေးမလုပ်ဘဲနဲ့ဆန္ဒပြကြတော့အဲ့နေရာကိုဒီဘောကောင်စာမန်ရဲ့စစ်သားတွေကဝင်ပြီးတော့လုံခြုံရေးဝင်လုကြပါတယ်ကျွန်တော်ဒီအကြောင်းကိုဆက်ပြောဖို့အတွက်တော့နံပါတ်1အချက်ကိုစပြောမှရမှာပါကျွန်တော်ကဘာလဲဆိုတော့စစ်တပ်ကစစ်တပ်အလို့မလို့ရဘဲနဲ့ရဲအလို့ဝင်လုနေရတယ်ဆိုတဲ့ပြဿနာဖြစ်ပါတယ်ဆိုတော့ဒါကိုစပြောတာကတော့စစ်တပ်ခေါင်းဆောင်ကစပြောတာပါဆိုတော့သူက ဒီစနပြပွဲတွေဖြစ်ကြတဲ့ကရဲတွေနေရာကိုဝင်ပြီးတော့အာဒီလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဝင်ပြီးတော့လှုပ်ခဲရတာပေါ့နော်ဆိုတော့ဩဂုတ်လလလေလောက်မှာတော့ရဲတွေကသူတို့အလို့သူတို့ပြန်ဝင်ကြတယ်ဒါပေမဲ့ရဲတွေနဲ့အတူလုံခြုံရေးကိုဒီစစ်တပ်ကဝင်ပြီးတော့လှုပ်ခဲတာပါအခုချိန်ထိစစ်တပ်ကလုံနေသေးပဲပေါ့ဆိုတော့စစ်တပ်ကောင်းဆောင်ကဒါကိုသဘောမကျပါဘူးဆိုတော့သူကဘာပြောလဲဆိုတော့စစ်တပ်ဆိုတော့တိုင်းပြည်ကာကွယ်ဖို့အတွက်ဖြစ်ပါတယ်တဲ့ပြီးတော့ဒီတိုင်းပြည်ကိုထိန်းချုပ်ရတာတိုင်းပြည်ကိုကြက်မရတဲ့ကိစ္စကစစ်တပ်အလို့မဟုတ်ဘူးဆိုပြီးတော့ပြောတာပေါ့နော်ပြီးတော့နောက်တစ်ခုသူပြောသေးတာက စစ်သားတွေစစ်တမ်းလျောက်ကိုပြန်ခြင်းပေါ့စစ်သားတွေစစ်စစ်သားအလုပ်ပဲလုပ်ခြင်းတယ်ဒီကိစ္စတွေသူတို့ဝင်မလုပ်ခြင်းမှုဆိုပြီးတော့ဒါစစ်တပ်ကောင်ဆောင်ကပြောတာပါဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့စစ်တပ်ကောင်ဆောင်ကပြောတာပါစစ်သားတွေစစ်တမ်းလျောက်ပြန်မှုလိုနေပြီဆိုပြီးတော့စစ်တပ်ကောင်ဆောင်ကပြောလာတာပေါ့ပြီးတော့သူကဒီလိုပြန်နိုင်မှုစစ်သားတွေစစ်တမ်းလျောက်ပြန်နိုင်မှုတော့နိုင်ငံရေးတည်ငြိမ်မှုရှိဖို့လိုတယ်ဆိုပြီးတော့ဒါစပြောလာတာပါဆိုတော့ဒီလိုလုပ်ဖို့အတွက်ပထမဆုံးလုပ်ရမယ့်အချက်ကဒါရွေးကောက်ပွဲအမြင်ကျင်းပနိုင်ရေးပေါ့နော်ဒီကိစ္စကဒါကျွန်တော်တို့ပြောမယ်တတ်တရားအချက်ပါ ဲ့ဒါကပါလဲဆိုတော့အခုလောလောဆယ်မှာဖြစ်နေတာကဒါစစ်တပ်ဘက်ကလည်းတောင်းဆိုတယ်နိုင်ငံရေးပါတီဘက်ကလည်းတောင်းဆိုနေတာကယူကောက်ပွဲအမြန်ကျင်းပနိုင်မှုဖြစ်ပါတယ်ဆိုတော့ဒီမှာတစ်ခုရှိတာကကျွန်တော်တို့ဒီဝါကာဦးစားမန်ကိုတိုင်းပဲကျွန်တော်တို့ဒီပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းကပြောခဲ့တဲ့စကားတချို့ရှိပါတယ်စက်တင်ဘာလဩဂုတ်လမဟုတ်စက်တင်ဘာလတုန်းကပြောခဲ့တဲ့စကားတချို့ရှိပါတယ်အဲ့ဒါကပါလဲဆိုတော့ယူကောက်ပွဲကသူတို့တောင်းယူထားတဲ့ဒီဩဂုတ်လကနေစရေးတွက်လို့ရှိရင်၁၈လအတွင်းမှာယူကောက်ပွဲလုပ်နိုင်မှုသူတို့စူးစမ်းသွားမယ်ဆိုပြီးတော့စပြောခဲ့တာဆိုတော့အခု တွက်ကြည့်လိုက်ရင်တော့18လတော့မရှိသေးဘူးပေါ့နော်ဆိုတော့ပြီးတော့နောက်တစ်ခုကသူကဘာပြောလဲ18လအတွင်းလို့ပြောခဲ့တာပေါ့နော်ဆိုတော့အခုသူတို့တောင်းဆိုနေတာကစစ်တပ်ကတောင်းဆိုနေတာရောနိုင်ငံရေးပါတီတချို့ကတောင်းဆိုနေတာရောကလာမယ့်ဒီနှစ်လာမယ့်ဒီဇင်ဘာလမှာယူကောက်ပွဲချင်းပါနေဖို့ဖြစ်ပါတယ်ဒါပေမဲ့မော်မက်ယူနိုကတော့အဲ့ကိစ္စကအဲ့လောက်တိမလွယ်ဘူးမဖြစ်နိုင်လောက်ဘူးဆိုပြီးတော့ပြောနေတာပေါ့နော်ကျွန်တော်တို့ဒီကိစ္စကိုကျွန်တော်တို့အသေးစိတ်တချို့အချက်လက်တွေကြည့်အောင်ပါ ဆိုတော့မော်မက်ယူနိုရဲ့အဆိုအရဆိုရင်တော့သူကဒီနှစ်2025တဲ့မှာရွေးကောက်ပွဲကျင်းပနိုင်မယ်အလားလားမရှိပါဘူးဆိုတော့သူပြောတာကတော့2026နှစ်လယ်လောက်မှာမှရွေးကောက်ပွဲကျင်းပနိုင်မယ်ဆိုပြီးပြောတာပေါ့နော်ပြောရင်တော့17လကျော်လောက်တဲ့ကာလမှာမှဖြစ်မယ်ဆိုပြီးသူကပြောတာပါဒါပေမဲ့စစ်တပ်နဲ့ဒီပဲအတိုက်ခံပါတီခေါင်းဆောင်တွေကတော့မဟုတ်ဘူးလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲအမြန်ကျင်းပနိုင်မှုသူကအဓိက PR ပေးနေတာကျွန်တော်တို့တွေ့ရတာပါဆိုတော့ဒီအထက်မှာဟိုနိုင်ငံရေးပါတီထဲမှာတော်တော်အတန်ကြေပြီးတော့ပြင်းပြင်းထန်ထန်ပြောတဲ့ပါတီက Bangladesh Nationalist Party ဖြစ်ပါတယ်သူကတော့အတူကောက် BNP လို့ခေါ်တာပေါ့နော်ဆိုတော့ဒီပါတီကဒီရှိခါစီနာအာနာယဒုံကတော့ဒီရှိခါစီနာရဲ့ပါတီကအဝါမီလိပါတီပေါ့နော်အဲ့တုန်းကတော့ဒီ BNP ပါတီကအတိုက်ခံပါတီပေါ့အခုလောလောဆယ်တော့သူကရွေးကောက်ပွဲကျင်းပနိုင်မှုအဓိကပြောနေတဲ့အတိုက်ခံပါတီလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့ဆိုတော့နောက်တစ်ခုကသူကရှိခါရွေးကောက်ပွဲရှိခါစီနာလုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေကိုတရားမျှတမှုမရှိဘူးဒီလွတ်လပ်ပြီးတရားမျှတမှုမရှိဆိုတော့ရှော့ဝေဖန်ခဲ့တယ်ပေါ့နော်တချို့ရွေးကောက်ပွဲဆိုတော့ဗိတ်မှောက်ခဲ့တာတော့ရှိပါတယ်ဒီ BNP ပါတီက ီးတော့အခု90ဒီမိုမက်ယူနိုယာယီအစိုးရခေါင်းဆောင်ထားတဲ့ကာလမှာသူကပါလေလို့လဲဆိုသူ့ပါတီဝင်တွေကတချို့ကိုဒီတချို့နေရာတွေပေးဖို့ဆိုပြီးတော့သူတပင်းတော့မြို့တော်ဝင်နေရာပေးဖို့ဆိုပြီးတောင်းဆိုနေတဲ့ပြဿနာတွေလည်းရှိပါတယ်နောက်တစ်ခုဒီမှာသူတောင်းဆိုတဲ့အချက်တွေမှာလည်းလည်းကျန်းတဲ့တစ်ချက်ကဒီမိုမက်ယူနိုရဲ့ယာယီအစိုးရထဲမှာပါတဲ့ចောင်းသားခေါင်းဆောင်၂ယောက်ပေါ့နော်ဆိုတော့အဲ့ဒီ၂ယောက်နဲ့ဒီအမျိုးသားလုံခြုံရေးအကြံပေးတယောက်၃ယောက်ကိုထုတ်ပယ်ပေးဖို့နှုတ်ထပေးဖို့ဆိုပြီးတော့လည်းတောင်းဆိုနေပါ တို့ကျွန်တော်ဒီမှာတစ်ခုထည့်ပြောသင့်တာကကျွန်တော်ရှေ့တောက်လျှောက်အကြံပေးအကြံပေးဆိုပြီးတောက်လျှောက်သုံးလာတာတတိထမိပါလိမ့်မယ်ကျွန်တော်တကယ်တကယ်တော့အဲ့ဒီအကြံပေးတို့သူတို့နာမည်တက်ထောက်လိမ့်မယ်ယာဒူးပုံစံကဝင်းကြီးယာဒူးနဲ့အတူတူပါပဲကျွန်တော်မောမက်ယူနုတ်ကသူကယာကြီးအစိုးရဖြစ်တာမို့လို့သူ့အစိုးရတဲ့ကအဖွဲ့ဝင်တွေကိုအစိုးရအဖွဲ့ဝင်တွေကိုဒီဝင်းကြီးလို့မသုံးလို့မယ်အကြံပေးလို့သုံးတာဖြစ်ပါတယ်ကျွန်တော်ဒီမှာ BNP ပါတီကနောက်ထပ်ခုနကចောင်းသားခေါင်းဆောင်၂ယောက်အကြံပေး၂ယောက်ပေါ့နော်အဲ့ဒီယာကြီးအစိုးရတဲ့အဖွဲ့ထဲမှာပါတဲ့အကြံပေး၂ယောက်ကိုနှုတ်ထွက်ပေးဖို့ပြင်နောက်ထပ်တောင်းဆိုတဲ့တယောက်က ဒီ National Security Advisor မြို့သားလုံခြုံရေးအကြံပေးပေါ့နော်မြို့သားလုံခြုံရေးဝန်ကြီးလို့လည်းကျွန်တော်တို့ဒီမှာခေါ်လို့ရမှာထင်ပါတယ်ဆိုတော့ဒီအကြံပေးနှုတ်ထွက်ဖို့လည်းသူကတောင်းဆိုထားပါတယ်အဲ့လူကကျွန်တော်တို့အစောပိုင်းမှာကျွန်တော်တို့ထည့်ပြောခဲ့တဲ့ Khalida Rahman ပေါ့နော်ဆိုတော့သူ့ကိုလည်းနှုတ်ထွက်ပေးဖို့တောင်းဆိုထားပါတယ်ဆိုတော့ BNP ကဘာထည့်ပြောနေသေးလဲဆိုတော့အဲ့ဒီသူတောင်းဆိုတဲ့လူ၃ယောက်ကိုဒါဘောမေယူနိုကဒီနှုတ်ထွက်မခိုင်းမှုဆိုလို့ရှိရင်အခုလောလောဆယ်ဆွေးနွေးနေတဲ့ဆွေးနွေးမှုတွေကဆက်ပြီးတော့ဖြစ်လာမှာမဟုတ်ဘူးမောမေယူနိုအစိုးရနဲ့သူတို့ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးဆိုပြီးတော့ ဒီစပြီးတော့တတိပေးပြောဆိုတာမျိုးကျွန်တော်တို့စကြားလာရတာပေါ့နော်။ဘာလို့လဲဆိုတော့မိုဟာမက်ယူနိုကအခုအချိန်ထိဒီတွေ့ဆုံညှိနှိုင်းရေးထဲမှာဒီ BNP ပါတီကလည်းအဓိကအခန်းကဏ္ဍကပါနေတာပေါ့။ဆိုတော့တကယ်လို့အခု BNP ပြောဆိုတဲ့ကိစ္စတွေဒါဖြစ်မလာဘူးဆိုလို့ရှိရင်မိုဟာမက်ယူနိုကရှေ့ဆက်ပြီးတော့တွေ့ဆုံညှိနှိုင်းရတယ်တော်တော်ခက်ခဲလာမဲ့အချိန်တွေမှာရှိနေပါတယ်။ဆိုတော့ကျွန်တော်တို့တော့ချက်ပြောလာခဲ့တဲ့ပြဿနာတွေပေါ့နော်။အခုနောက်ကော်ရတာတီဆောင်းရေးနဲ့ပတ်သက်ပြီးတော့စစ်တပ်ဘက်ကသဘောမတူတဲ့ကိစ္စအချုပ်ချာအာဏာကိုထိပါတယ်။လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ အဆင်မပြေဘူးဆိုတဲ့ကိစ္စနောက်ခုနရွေးကောက်ပွဲကျင်းပနိုင်မယ့်ကိစ္စနောက်စစ်တပ်ကနေပြီးတော့စစ်တပ်အလို့မလို့ရဘဲနဲ့ရဲအလို့ဝင်လို့နေရတဲ့ကိစ္စဒီလိုကိစ္စတွေကအဓိကသွားပြီးတော့သွားကောင်းကိုက်စီတာကမိုဟာမက်ယူနိုကိုသွားပြီးကောင်းကိုက်စီတာဒါကြောင့်မို့လို့လေသူကဒီကိစ္စတွေကိုမဖြေရှင်းနိုင်တော့ဘဲနဲ့ဒီနေ့အဖြစ်ပိတ်မိနေပြီးတော့ဒီနှုတ်ထွက်ဖို့ဆိုတာမျိုးတွေတည်င်းထွက်လာတာမျိုးလို့ကျွန်တော်ကဒီမှာသဘောပေါက်ပါတယ်ဆိုတော့ဒီကိစ္စကိုဟိုသတင်းသက်သက်ထွက်တာပေါ့နော်ကျွန်တော်တို့အတီးပြုတ်လို့တော့လုံးဝမရမရပါဘူးဒီသတင်းဘင်္ဂလားဒေ့ရှ်သတင်းစာတွေကဒီကိစ္စကိုအတီးပြုတ်ပြီးရေးထားကြတာကျွန်တော်တို့မှ မတွေ့ရပါဘူးဆိုတော့အဲ့လိုထွက်လာပြီးတော့တိတ်မကြပါဘူးဒီចောင်းသားကောင်းဆောင်နေပေါ့နော်ဒီဆန္ဒပြပွဲတွေပြီးတဲ့နောက်မှာចောင်းသားတွေကသူတို့ဖာသူတို့အသစ်ပါတီတစ်တခုဖွဲ့ခဲ့ပါတယ်ဒီ nation national citizen party ပေါ့နော် ncp ဆိုပြီးတော့ခေါ်ပါတယ်သူအဲ့ဒီပါတီရဲ့ကောင်းဆောင်ဒီသူ့နာမည်က nahed islam ပါဆိုတော့သူကဒီမိုဟာမက်ယွန်းနုနဲ့တွားတွေ့တယ်ပေါ့တွားတွေ့ပြီးတော့အထူးသဖြင့်တော့သူတို့ဒီတွားတွေ့တဲ့အဓိကအကြောင်းရင်းကတော့မိုဟာမက်ယွန်းနုကိုနှုတ်မထွက်ဖို့ဆိုပြီးတော့တွားပြီးတော့ပြောပုံရပါတယ် ဆိုတော့အဲ့ဒီမိုဟာမက်ယူနိုနဲ့တွေ့ပြီးတော့သူတို့ပြန်ထွက်လာတဲ့အချိန်မှာသတင်းစာရှင်းနေပွဲလုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာသူကဘာထည့်ပြောလဲဆိုတော့မိုဟာမက်ယူနိုဟာဒီအနောက်ထပ်ဖို့အတွက်စဉ်းစားခဲ့တာတော့ဟုတ်တယ်ပေါ့နော်ဒါပေမဲ့အခုတော့သူတို့သူတို့ပြောခဲ့တယ်နှုတ်မထပါနဲ့ဘူးဆိုပြီးတော့ပြောတယ်ပေါ့ဆိုတော့သူပြောပြီးတော့တိတ်မကြဘူးတခြားနိုင်ငံရေးပါတီတွေကလည်းထွက်ပြီးတော့ပြောလာတာတွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့အာမိုဟာမက်ယူနိုကိုသူတို့အနေနဲ့နှုတ်မထွက်စေချင်ပါဘူးပေါ့နော်ဆိုတော့အခုအချိန်ထိကျွန်တော်တိတယ်လို့နောက်ဖတ်မိတယ်လို့ဆိုလို့ချင်းပါတွေ့တယ်ဆိုတော့ဘယ်နိုင်ငံရေးပါတီကမှနောက်တစ်ခုကစစ်တပ်ခေါင်းဆောင်ကမှာ ဒီအမိုဟာမက်ယူနုကိုနှုတ်ထွက်ဖို့ဆိုပြီးတော့ပြောဆိုတာမျိုးအခုချိန်ထိတော့မတွေ့ရသေးဘူးအခုနောက်ကျွန်တော်ပြောခဲ့တဲ့ဒီ BNP ပါတီပေါ့နော် Bangladesh Nationalist Party ကောင်းဆောင်တွေကပြောတာလေမိုဟာမက်ယူနုကိုနှုတ်ထွက်ဖို့ပြောတာမဟုတ်ဘူးအခုနောက်ပြောတယ်မိုဟာမက်ယူနုဘေးကဒီအမျိုးသားလူမျိုးကြီးအကြံပေးအဲကိုနှုတ်ထွက်ဖို့ပြောတယ်ပြီးတော့ចောင်းသားကောင်းဆောင်နှစ်ယောက်ပေါ့နော်သူတို့နှုတ်ထွက်ဖို့ပြောတာသာဖြစ်တယ်ပေါ့သူတို့မိုဟာမက်ယူနုကိုတော့သူတို့ဆက်ရှိစေခြင်းသေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဒီလိုနားလည်ရပါတယ် ကျွန်တော်တို့ဒီမှာမေးတင်တာကမိုဟမက်ယူနုတ်ကဘာဖြစ်လို့ဒီနှစ်တွင်းမှာရုပ်ကောက်ပုံဖြစ်နိုင်ဘူးလို့ပြောနေရတာလေပေါ့ဆိုတော့မိုဟမက်ယူနုတ်ရဲ့ဒီ press secretary ရရောနောက်နောက်တစ်ယောက်ကဒီသူ့ရဲ့မဟာမိတ်တရားရောပြောကြတာကတော့သူစိတ်ပုံနေတာကအခုလိုမျိုးစစ်တပ်ရဲ့နိုင်ငံရေးပါတီတွေရဲ့ယာယီဆိုးရရအကုန်လုံးသဘောတူညီချက်မရဘဲနဲ့ရုပ်ကောက်ပွဲလှုပ်လိုက်လို့ရှိရင်ဒီဟာဒီရုပ်ကောက်ပွဲကတရားမျှတတဲ့ရုပ်ကောက်ပွဲဖြစ်မလာနိုင်ဘူးပေါ့နော်သူတို့ပြတော့သဘောတူညီမှုမရှိဘဲနဲ့လှုပ်တဲ့အတွက်ဒီရုပ်ကောက်ပွဲပေါ်မှာဒီပြောဆိုမှုတွေဝေဖန်မှုတွေအများကြီးဖြစ်လာနိုင် တော့အဲ့လိုဖြစ်လာနိုင်လို့ရှိရင်အဓိကအာတာဝန်ယူရမှာကမိုဟာမက်ယူနိုကိုတိုင်းပဲဘူးဆိုတော့အဲ့ကြောင့်မလို့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့စကားထဲမှာသူကတနည်းအားဖြင့်ဟိုပိတ်မိနေတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုပြီးတော့သူ့ကိုသူယူဆပုံရပါတယ်ဆိုတော့ဒါကြောင့်မလို့သူကတမိုင်းတရားခံအဖြစ်မခံနိုင်ဘူးဆိုပြီးတော့ငြင်းပုံရတယ်ဆိုပြီးတော့သူ့ရဲ့ဘေးနာကမဟာမိတ်တွေကပြောကြပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာပြောခဲ့တာကတော့စစ်တပ်နောက်ပြီးတော့ယာယီဆိုးရွားမိုဟာမက်ယူနိုနဲ့နိုင်ငံရေးပါတီတွေအတိုက်ခံနိုင်ငံရေးပါတီတွေကလည်းမြင်ကြတယ်သူတို့ပြောကြတယ်ပုံစံတွေပါဆိုတော့ဒီမှာ ចောင်းသားတွေရဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်ထည့်ပြဖို့လိုပါတယ်အဲ့ဒါကဘာလဲဆိုတော့ចောင်းသားတွေကတကယ်တကယ်လို့ဒီမှာဘာလို့ထည့်ပြဖို့လိုတယ်လဲဆိုတော့ဒီရှိတ်ခါစင်းကထွက်ပြေးသွားလောက်တဲ့အထိဖြစ်တာကចောင်းသားတွေကလည်းပြီးတော့စားတာဟုတ်ចောင်းသားတွေဆန္ဒပြမှုတွေကလည်းစားတာဆိုတော့ចောင်းသားတွေကဒီအဲ့ဒီရှိတ်ခါစင်းကထွက်ပြေးသွားပြီးတော့မောမင်းယူတို့အစိုးရတာဝန်ယူရခြင်းမှာစပြီးတော့တောင်းဆိုခဲ့တာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဆန္ဒပြပွဲတုန်းကဒီရှိတ်ခါစင်းကဒီအာနာအလွဲသုံးစားလုပ်ပြီးတော့မတရားသုံးပြီးတော့အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ကိစ္စတွေ တတ်ဖြတ်ခဲ့တဲ့ကိစ္စတွေတာဝန်ယူဖို့ကိစ္စဖြစ်ပါတယ်ဆိုတော့အဲ့တုန်းကတာဝန်ယူခဲ့တဲ့သူတွေတာဝန်ရှိတဲ့သူတွေကိုစုံစမ်းစစ်ဆေးပြီးတော့ဒီတရားခွင်တင်နိုင်မှုကိစ္စပေါ့နော်အဲ့ဒီကိစ္စကိုအကြောင်းသားတွေဘက်ကတောင်းဆိုနေတယ်အခုအချိန်ထိပေါ့နော်ဆိုတော့သူတို့ပြောတာကအကြောင်းသားတွေဘက်ကပြောတာကကြတော့ဒီကိစ္စကိုဖြေအမြန်ဖြေရှင်းမှဖြစ်မှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ရွေးကောက်ပွဲလုပ်လိုက်မယ်ရွေးကောက်ပွဲပြီးတော့အဲ့ကိစ္စတွေတောက်သွားလို့မဖြစ်ဘူးပေါ့ဆိုတော့အဲ့ဒါကြောင့်မို့လို့ရွေးကောက်ပွဲမကျင်းပခင်မှာဒီစိတ်ချစိတ်ခါစင်နာတော်ကကျူးလွန်ခဲ့တဲ့သူတွေတက်ဖြတ်ခဲ့တဲ့သူတွေတာဝန်ရှိတဲ့သူတွေကိုတရားခွင်တင်နိုင်ရေး ောက်တစ်ခုကဒီတေတေဆုံးသွားတဲ့သူတွေចောင်းသားတွေတတ်ဖြတ်ခံရတဲ့သူတွေအတွက်တရားမျှတမှုရရှိရေးပေါ့နော်အဲ့ဒါကိုចောင်းသားတွေကဥစားပေးပြီးတော့တောင်းဆိုနေကြတာပါဒါဒါကိုတော့တခြားဒီရုပ်ောက်ပွဲဖြစ်မြောက်ရေးအေးကိုအထူးအလေးပေးတဲ့နိုင်ငံရေးပါတီတွေကဒီကိစ္စကိုမေ့နေကြတာတွေ့ရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီကိစ္စကအစပိုင်းဒီကျွန်တော်တို့ August September 2024အဲ့ဒီတုန်းကပြောတော့ငါတို့အကုန်လုံးနှိပါကစက်တက်အပေါ်ပဲပေါ့နော်ထောက်ခံကြရတယ်တွေ့ရတယ်စက်တက်ကဒီ worker ဥစားမန်ကဆိုလို့ရှိရင်ဒီကိစ္စကိုစုံစမ်းစစ်ဆေးလုပ်သွားမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောခဲ့တာတွေ့ရပါတယ်ဒါပေမဲ့ အခုအချိန်အဲ့ဒီတုန်းကတေးခဲ့တဲ့သူတွေចောင်းသားတွေနှိပ်စက်ခံခဲ့ရတဲ့သူတွေကိစ္စကအခုဆိုရင်တော်တော် မေးမိန်ပျောက်ကွယ်သွားတာကိုကျွန်တော်တို့မြင်ရတာပေါ့နော်ចောင်းသားတွေကတော့ဒီကိစ္စကိုတောက်လျှောက်တောင်းဆိုနေတယ်ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပြဿနာကြီးတစ်ခုလုံးကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့သူတွေရောနောက်ပြီးတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့ professor တွေပေါမောက်ခါတွေပေါ့နော်သူတင်သူတို့ကပြောကြတာကတော့အခုလောလောဆယ်အခြေအနေကြီးကအင်မတန်စိုးရိမ်စရာကောင်းတဲ့လိတ်ခဲတဲလေအခြေအနေကြီးဆိုပြီးတော့သူတို့သုံးသပ်ကြပါတယ် ပြီးတော့ဒီကိစ္စကိုလည်းတို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာတောက်လျှောက်အကြေတဝင်းပေါ့နော်နေ့စဉ်ဒီပါဆောင်းပါးတွေတုံးသက်ချက်တွေတောက်လျှောက်ရေးနေတာကျွန်တော်တို့ဖတ်ရပါတယ်ဆိုတော့ဒီဘင်္ဂလားဒေ့ရှ် ပြည်ထောင်ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ချင်းရခိုင်ပြည်ထောင်အနေနဲ့တနည်းအားဖြင့်ကျွန်တော်တို့ဟိုသွားပြီးတော့ပတ်သက်နေတာကိုကျွန်တော်တို့မြင်ရတာပေါ့နော်ပြီးတော့ဒီထပ်တလာမဲ့အဲအစိုးရကအမေရိကန်နဲ့နှိစက်တဲ့အစိုးရမျိုးလားတရုတ်နဲ့နှိစက်တဲ့အစိုးရလားနောက်စစ်တပ်ကအခုဆိုလို့ချင်းတိတ်မကြခင်မှာတရုတ်ကိုသွားမယ်လို့သတင်းသက်သက်ထွက်နေတာမျိုးလေကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကပေါ့နော်ကျွန်တော်တို့မြင်ရတာပေါ့နော်ဆိုတော့တစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုလို့ချင်းဒါက ဒေတာရင်းပြဿနာကြီးတစ်ခုလုံးအနေနဲ့တော့ကျွန်တော်တို့မြင်ရတာပေါ့နော်အမေရိကန်အဲတရုတ်နောက်တစ်ခုကဘင်္ဂလားဒေ့ရှ်ဤလိုမတ်အဲအခုနောက်ပြောရဲဒါရခိုင်အရေးအကုန်လုံးသွားပြီးဆက်ဆံတယ်ကျွန်တော်တို့မြင်ရတာပေါ့ကျွန်တော်နောက်ထပ်ထလာမယ့်အစိုးရကဘယ်လိုအစိုးရမှဖြစ်လာမလဲဆိုတာကလည်းဒီဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်းအရေးကြီးတယ်လို့မြန်မာနိုင်ငံအတွက်လည်းတနည်းအားဖြင့်ရခိုင်အရေးအတွက်လည်းအင်မတန်အရေးကြီးတယ်ကျွန်တော်တို့တွေ့ရပါတယ်ဒါပေမဲ့အခုဖြစ်နေတဲ့လက်ခဲလေးလေးအခြေအနေကြီးကအခြေအနေကြီးကိုကျွန်တော်တို့ ဒီနိုဘယ်ဆုရှင်ပေါ့နော်အဲနိုဘယ်ဆုရှင် စီးပွားရေးတမားစီးပွားရေးပညာရှင်နိုဘယ်ဆုရှင်ပေါ့မယ်ယူနော်ဘလောက်တိတောက်ခံထားနိုင်မလဲဆိုတော့ကျွန်တော်တို့အထူးတလဲအလေးထားပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အစအဆုံးနားဆင်ပေးကြတာအလုံးကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေဗျာ